တော့လုံးဝပပျောက်နေဒီဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုင်ဖယ်စားရှင်းလို့မဟုတ်ဘူးအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B နဲ့ C ကိုတစ်ခါတည်းပေါင်းပြီးတော့ကိုတို့ပြီးတိုင်းဖယ်ရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပွင့်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတစ်ခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုယ်တည်းရာထားပြီးတာဒါပေမဲ့ကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါတွေကရှိတယ် ဖိအားကြောင့်မဟုတ်ကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာဂျာဖက်အထူးအနေနဲ့တပ်ဖွဲ့ဖွဲ့စည်းရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်၃ချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်၄ချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါ၅ချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကဂျာဖက်အနေနဲ့ရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတော့ဂျာဖက်ရှင်လင်းရေးနောက်ဆုံးစစ်ပွဲကိုဆင်နွှဲတော်မူဟု BGF ကြီးညာနိုင်ငံတကာဖိအားကြောင့်မဟုတ်ပဲလုတ်တင်ချိန်တန်ပြီးဟုဆိုရင်းရဲ့ဟိုဟိုသာပါဟို ဂျာပြန်တိုက်ဖြတ်ဖို့အကိုတော့ဘလိုမျိုးမိုးဆစီစဉ်ထားတာပေါ့ဘလိုထပ်လုပ်မှာအခုကျွန်တော်အဲ့ဒီဒီဂျာပြန်တိုက်ဖြတ်ရေးမစခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမှာနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြချင်သေးတာရှိတယ်ဒါအခုရေတော့တခါရှင်းပြခဲ့ပြီးပြီးပေါ့နော်ကျွန်တော်တို့ဒီရွှေကုတ်ကိုကျွန်တော်တို့ကအာနိုင်ငံခြားယဉ်ကျေးမြှုပ်နှံမှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်တယ်ဆိုတာကကျွန်တော်တို့ data ဖို့ပြိုးတိုးတက်စီခြင်းလို့ကျွန်တော်တို့ နိုင်ငံခြားယူနီမြို့နယ်ကိုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မြို့ပြလုတ်ခဲ့တာပါနော်နောက်ပြီးတော့အဲ့ဒီတော့နောက်ပိုင်းမှာဒီနိုင်ငံခြားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကဘာအပေါ်မှာလူလည်မှုပြုလုပ်လာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲမေးတိခဲ့ရတာပေါ့နော်အဲတော့ကြာမလို့ကိုတို့ကအခုဒီအချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူ ိုတို့ကဒီ scammer ခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုကိုတို့အရင်တော့ပြောထားတဲ့ plan A plan B plan C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့ခါကျတော့ကိုတို့ကအခုအဲကိုတို့က plan B ကိုကြော်ပြီးတော့ plan B plan C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပြီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းဟုတ်ကဲ့ဆရာအခုတော့အဲ့ဒီမှာတိုက်တိုက်ဖြတ်ဖို့ကဘယ်လိုအဆင်စီလဲအဲ့ဒါကိုတို့တိုက်ဖြတ်ဖို့ကတော့ လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့လည်းအကိုတို့ဒီထိုင်းရဲ့အကိုတို့နိုင်ငံရဲ့အလီဆုံးထိုင်းနေဆက်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောရတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတင်ပို့ထားပါတယ်အဲ့တော့ဒီနောက်ဒီအကိုတို့ဒီကမ္ဘာတိုက်ကအသီးသီးကလူလာနေတဲ့ဒီဒီဒီကြပြတ်အဖေရှားရှင်းလင်းရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုက်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူးပေါင်းပြီးတော့ကိုတို့ကတော့ တော့လုံးဝပပျောက်နေသည့်ဒီရက်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိဒါဖယ်စားရှင်းလင်းတော့မှာပေါ့ဟုတ်ကဲ့ဒီတစ်ခါတိုက်ခိုက်ပြတ်ဖို့ကဟိုအပိဆင်းလိုက်မှာပေါ့နော်ဟုတ်တယ်ဒီခေါက်မှာကျွန်တော်တို့အပိရှင်းပါဟိုအဲ့ဒီအခုအခုတော့ဖတ်တိုက်ခိုက်ဖို့ကဟိုကေကေပတ်လိုမျိုးခိတပြတနာလားအခုတော့ဒါမှမဟုတ်အခုကအခုတော့ကတော့ချင်တာလားဒီကိပတ်မဆိုင်ဘူးဒီကိပတ်မဆိုင်ဘူးဆိုတော့ကျွန်တော်တို့ကငကူတွေကမူလကလေးကကျွန်တော်တို့ ဟိုကြားဖြတ်နေနေအထူးတက်ဖွဲ့ရရှိပြီးသားပဲကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြတ်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်လန်တလောက်ကျွန်တော်တို့အလုံးလောက်ရတော့မဲ့အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလောက်တာအကိုတို့ရည်ရွယ်ထားတာဟိုဆက်ပေါ့လူကြီးရောဘလောက်လောက်ရှိမလဲအဲ့ဒါအစ်စကက်မှာဖတ်သူကတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှီကိုကိုဝန်းကျင် အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းတွေကိုကိုတို့အဲစည်ရင်းရထားဆိုတော့တထောင်ကျကျော်2000ပေါင်းကျင်လောက်တော့ရှိမယ်လို့ကိုတို့စည်ရင်းရထားတယ်။ IT ကိုစနိုင်ကန်ဂျာတာတွေစာနိုင်ကန်စာတို့လေနိုင်ကန်တွေပါတယ်ရှိမယ်။အဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စီအခုဖမ်းဆီးတဲ့စစ်စီတွေလုံးမကိုတို့ဖမ်းပြီးမှအဲ့လိုမျိုးမသိရမှာ။ဘာလို့ဆိုလူဦးရေများတယ်ဝင်ရောက်နေနေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ရတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေး ထိတ်တရားခက်တာပေါ့နော်။ဒါကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးကိုမရှိဘူး။ဟိုရှင်းရှင်းပြောထိခိုက်တံရအောင်ကိုတို့လုံးလို့မရဘူး။ဆိုတဲ့နေရာမှာတော့အဲသူတို့ဝယုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိတ်တရားတော့နည်းနည်းခက်တယ်။ဒါပေမဲ့အဲ့အတွက်လဲကြိုတင်ပြီးတော့ဟိုပြောပြထားတာရှိတယ်။ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်။ဟိုသူတို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာ哦။ဒီအခုစကမ်မှာတိုက်ခိုက်ပြဖို့က ိုအပီးရှင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုစပေါ့ဟိုဟန်ဆောင်ပြီးတော့တရုတ်ဆောင်ပြီးတော့လောက်တာလားတဲ့အဲ့ဒါကတော့ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လောက်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြတ်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်က plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ကဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီ ဝီလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှနော်ဒီတာကဒီတစ်ခါဆိုရင်တော့အပြီးတိုင်အဲကျွန်တော်တို့ပပပြောက်အောင်လုပ်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပြီးတိုင်ချိန်မိုးရမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသား PR နဲ့ပါလို့လားအဲ့စကက်မှာတို့အခုတို့ပြန်တိုက်ခိုက်ထုတ်နေတာဟဲ့ကျွန်တော်တို့ကဘူးလင်းပြောရင်ကျွန်တော်တို့က PR ကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများကြီးတိုက်ဆိုင်တာ ျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတွေရာထားပြီးတာဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကျွန်တော်တို့လုံလုံနေတာဒါဒီကြားပြတ်နေနေအထူးတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ကြတာမဟုတ်ရေနော်ဒါပေမဲ့ဒီအလုတ်ဒီအဖွဲ့ကဒီအလုတ်လောက်မှအခြေအူရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုတ်လုံရှင်ဖြစ်တယ်ဖိအားလည်းမဆိုင်တော့အဲ့တရုတ်ဖိအားနဲ့ပါလာပါလာလေးလားမရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှ မဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လုတ်တိလုတ်ထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာပါဒါအခုဟိုတော်မှာဒီကအစိုးရနဲ့အခု KK ဖားနဲ့အဲ့လိုဖြစ်အားနဲ့ပါလာတဲ့ဖြစ်အားရဲ့လို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဝီလိန်ဂိုင်းဆိုတာကတကဘာလုံးရဲ့ဖြစ်အားရှိတယ်တကဘာလုံးရဲ့ဖြစ်အားဆိုတဲ့နေရာမှာအစိုးရရဲ့ဖြစ်အားမဟုတ်ဘူးတီတူအားလုံးရဲ့တကဘာလုံးရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖြစ်အားဆိုတာဖြစ်အားလို့ပြောမယ်ဆိုပြီးတော့အားလုံးရဲ့ဖြစ်အားရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေ နေ့စဉ်နဲ့အမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကျွန်တော်တို့အလောက်ထိတက်တဲဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာအခုနောက်ပါတဖြည်းဖြည်းဖြည်းနဲ့တော်တော်လေးခြေပြလာတယ်ဗျာခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့ကဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖို့ရတော့အခုကျွန်တော်တို့ဒီမူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်ထည့်ဖို့ကျွန်တော်တို့စတင်လုပ်ကြတာဖြစ်ပါတယ်နောက်ပြီးတော့ဟို BJF အရာရှိတယ်အဲ့လိုမျိုးပါနော်အဲ့ဒီတော့ ဖြစ်အားဟိုသတ်ပေါ့ကိတနာမျိုးမျိုးစတဲ့ခါကျတော့အဲ့လိုမျိုးအခုတော့လာလာလာဖြည့်စင်းတာလာလာတိုက်ခိုက်တာလာအဲ့လိုမျိုးပေါ့음ဘယ်လိုတိုက်ခိုက်တာလဲအခုတော့အဲ့ဒီလူကြီးပဲပိုက်ဆိုင်ရတော့ဒါကြောင့်တော့ကဟိုသတ်ပေါ့နော်အဲ့မှာလူများဖြစ်အားလာတဲ့ခါကျတော့အခုတော့ထွက်လာပြီးတော့လာတိုက်ခိုက်တာလာအဲ့ဒီစကက်မှာပေါ့မဟုတ်ဘူးကျွန်တော်တို့ကလူကိုယ်လေးကအကူကကျွန်တော်လူကြီးရဲ့မူဝါဒရှိပြီးသားရှိပြီးသားလောက်ရမှာလောက်ကိုလောက်ရမှာ ဟိုဟိုကျွန်တော်တို့လူကြီးတွေကိုဖိအားပေးလို့မဟုတ်ဘူးဒါကတိထားမဲ့အရာပဲလေဒါကကျွန်တော်တို့တိထားပြီးတာဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးခဲ့တယ်နဲ့လေအခုကတော့မျိုးစုံပေါ့ဗျာတည်င်းမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတစ်ခုရှိတာကအဲကျွန်တော်တို့ကဒီလူငယ်တွေဒီလူငယ်တွေပဲ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွေပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်းပြဿနာရှိသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်း ဟိုဒီကိစ္စကိုအပိတိုင်ရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအချိန်ချင်းခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတော့ပေါ့နော်ဒါရှင်းပြဖိအားနဲ့တိုက်ဆိုင်သွားတာလည်းပါတာပေါ့ကရင်နယ်ကြားစောင့်တဲ့ BGF အနေဖြင့်ရွှေကိုဒေတာအတွင်းကြန့်ရှိနေသေးသည့် online ငွေလိမ်လည်မှု scammer ကြားဖြန့်လုပ်ငန်းများကိုအမြင့်ပြတ်ချေမှုမိနောက်ဆုံးစစ်ပွဲကိုလာမည့်ရက်ပိုင်းအတွင်းစတင်တော့မည်ဟု BGF ပြောခွင့်ရပုဂ္ဂိုလ်ဒုဗိုလ်မှူးကြီးနိုင်မောင်စောကယနေ့နိုဝင်ဘာ18ရက်တွင်ထုတ်ဖော်ပြောဆိုခဲ့သည် ယခုနှစ်အစောပိုင်းကာလများကတကြိမ်နှိမ်နှင်းခဲ့ဘူးတော်လဲလက်ရှိတွင်ကြားဖြန့်ကိုင်းများသည့်နေရာချက်ထွင်ခြင်းနှင့်ရှုပ်ထွေးမှုများပြန်လည်ဖန်တီးလာခြင်းကြောင့်ယခုကဲ့သို့ပြက်ပြက်သားသားဆောင်ရွက်ရခြင်းဖြစ်ကြောင်းရင်းဤပြောဆိုမှုအရာသိရသည်စီမံချက်၃မျိုးနှင့်အပိသက်ရှင်လင်းရေးဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က BGF အနေနဲ့ Planet ကဆိုပြီးအစီအစဉ်၃မျိုးချမှတ်ထားပါတယ်။ဒါပေမဲ့အခုတော့စောင့်မနေတော့ပါဘူး။ပြက်ပြက်တတဆောင်ရွက်ရမယ့်အချိန်ရောက်နေပါပြီ။အိနီးချင်းနိုင်ငံတွေနဲ့ကဘာကြီးကိုသိစေချင်တာကကျွန်တော်တို့ဟာ scammer တွေကိုအားပေးထောက်ခံတာမရှိပါဘူး။ဟုပြောကြခဲ့သည်။ ရွှေကိုဒေတာအတွင်လာမည့်ရက်ပိုင်း၌အပိသက်ရှင်းလင်းသွားမည်ဖြစ်ပြီးဤစစ်စင်ရေးသည်ကဘာကမြင်အောင်ပြသသွားမည် BGF ယက်တီချက်ဖြစ်ကြောင်းခင်းကဆိုသည်နိုင်ငံတကာဖိအားများနှင့်မသက်ဆိုင်ကြောင်းငြင်းဆိုလက်ရှိ KK ဘက်တွင်မြန်မာအစိုးရဘက်ကဝင်ရောက်စီးနှင်းမှုများအမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှု sanctions များနှင့်တရုတ်နိုင်ငံ၏ဖိအားပေးမှုများကြောင့်ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သလားဟုသောမေးခွန်းအပေါ်ဒုဗိုလ်မှူးကြီးနိုင်မောင်စောကပြတ်သားစွာငြင်းဆိုခဲ့သည် တကယ်တမ်းကဒါဟာ BGF ကောင်းဆောင်တွေရဲ့ဆန္ဒသဘောထားတာဖြစ်ပါတယ်။မူလကကျွန်တော်တို့ကမြေနေရငှားရမ်းထားတာပဲရှိတယ်။ scam ကိစ္စတွေကိုလက်ခံထားတာတိမြင်နေတာမျိုးလုံးဝမရှိပါဘူး။ဒါကြောင့်သူတို့ကိုမောက်ထုတ်ဖို့ရည်ရွယ်တာပါ။ American နဲ့တရုတ်ရဲ့ PR တွေနဲ့မဆိုင်ပါဘူး။ထိုင်းဆိုရနဲ့နိုင်ငံတကာတို့မြစ်တာရက်ခံချက်လက်တလောခံမှန်းချက်များအရရွှေကိုမျိုးပြင်ပနဲ့အချို့နေရာများတွင် ခိုးဝက်လောက်ကိုင်းနေသူလူဦးရေတဲ့သူမြသူမြသူမြမနဲ့သူမြသူမြသူမြကြားရှိနိုင်ကြောင်းသိရသည် BGF ကရင်းတို့ကိုဖမ်းဆီးထိန်သိမ်းပြီးပါကထိုင်းနိုင်ငံဘက်သို့လွှဲပြောင်းပေးသွားမည်ဖြစ်ရာထိုင်းဆိုရအနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့်အကြံဉာဏ်များပေးရန်မြစ်တရရက်ခံထားသည်မလစစ်စင်ရေးမှကြံရှိသူများ ပြီးခဲ့တဲ့မတ်လစစ်စင်ရေးကလေးကပို့လို့မရပဲကြံရင့်နေသူနိုင်ငံ၅ခုကတရကျော်ရှိပါတယ်သူတို့ကို BGF ကကျွေးမွေးစောင့်ရှောက်ထားရတာရှစ်လရှိပါပြီနိုင်ငံတိုင်းကိုလူကိုပြန်ခေါ်စေချင်ပါတယ်အိန္ဒိယဖိလစ်ပိုင်တရုတ်တို့လိုမျိုးမြန်မြန်ခေါ်သွားရင်ကောင်းပါမယ်မဟုတ်ရင်ကျွန်တော်တို့စစ်သားတွေကသူတို့ကိုပဲလုံခြုံရေးစောင့်ပေးနေရပြီးတခြားအလုပ်လုပ်ချိန်မရဖြစ်နေပါတယ်ဟုဒူပိုမူကြီးနိုင်မောင်စောကပြောသည်ပြန်လည်ပို့ဆောင်မှုစရင် စည်ရင်းများအရမက်စလာမာဆာ၍လက်ရှိအချိန်ထိနိုင်ငံပေါင်း73နိုင်ငံမှလူဦးရေကိုတူမြ9ခုနှစ်ဦးကိုပြန်လည်ပို့ဆောင်ပြီးဖြစ်က28နိုင်ငံမှလူဦးရေ268ဦးကျန်ရှိနေသေးသည် KK ဘက်ပောက်ကွဲမှုကြောင့်ထိုင်းဘက်ခြံထိခိုက်မှု KK ဘက်ဘက်တွင်အဆောက်အဦများဖြစ်စည်းမှုကြောင့်ဖြစ်ပေါ်လာသည့်ပောက်ကွဲမှုများကထိုင်းဘက်ခြံရှိနေအိမ်များကိုထိခိုက်စေခဲ့သည့်ကိစ္စနှင့်ပတ်သက်၍တပ်ဆိုင်ရာအစိုးရနှင့်ညှိနှိုင်းဆောင်ရွက်နေကြကြောင်းနှင့် BGF အနေဖြင့်လည်းမြန်မာအစိုးရနှင့်ထပ် မညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်းသိရသည် BGF ဘက်ကလာမည့်ရက်ပိုင်းအတွင်းကြားဖြတ်နှိမ်နင်းရေးစစ်ဆင်ရေးကို အများပြည်သူမြင်တွေ့ရမည်ဖြစ်ကြောင်းအတိပေးထားသည်အခုတော့အခုတော့ဒီနဆနာအကုန်လုံးအဲ့စကန်မာလေတိုက်ခိုက်ပြဖို့နောက်ပြီးတော့လူများဟိုအာ BGF ဘောင်းဆောင်ဟိုဥစားပါမကောင်းကြောင်းနဲ့ပျော်နေဟာလေအကုန်လုံးအခုတော့ပြတ်နိုင်အောင်အခုတော့လုတ်ပြနေပြမှာပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်နေမှာကျွန်တော်တို့ကအခု ရှင်းရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ကျွန်တော် ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီဈာဖြတ်နှိမ်နေရလဲဈာဖြတ်အတူနေနေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိခါအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိခါအတွက်လေးချက်ကျွန်တော်တက်ဖွဲ့ဂုံတိခါဒီဂုံတိခါ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကြီးရဲ့ဂုံတိခါဂုံတိခါ၅ခုအတွက်ကိုကျွန်တော်တို့ကဒီချပြအနေနည်းရေးကိုမဖြစ်မနေကျွန်တော်တို့လောက်ကိုလောက်ရမယ်ဆိုတဲ့အချိန်ပေါ့။နောက်၃ချက်ပါလေ။၃ချက်ကတော့ တစ်ကနိုင်ငံအတွက်နိုင်ငံအကုန်တစ်ကနှစ်ချက်ကပြည်နယ်အကုန်တစ်ကသုံးချက်ကလူမျိုးရဲ့အကုန်တစ်ကလေးချက်ကတပ်ဖွဲ့ရဲ့အကုန်တစ်ကငါးချက်ပြပြကြီးခဲ့အကုန်တစ်ကအခုဒီတိုက်ခတ်တိုက်ခိုက်ပြဖို့ကအဲ့ဒီစကမ်မှာဖွဲ့ဖို့အခုရိုးရဲရနေကမ်မှာမပါရညွန်ကြားမှာပါလေပြောချင်လို့လည်းအဲ့ဒါလက်ရှိကတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကအနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ် နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားဖြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဗောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အင်းဒီချင်းထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဟုတ်ကဲ့အော်အခုတော့စပြီးတော့ဟိုအဲ့အဲ့မှာတိုက်ခိုက်ပြတ်ဖို့ တခြားကနိုင်ငံသားသားပါနဲ့ခါကြတော့အကိုတို့ဘယ်လိုပဲညွန်ကြားချင်းတယ်ဘယ်လိုပြောချင်းတယ်တဲ့အေးအကိုအကိုဆက်ဖမ်းမှာလည်းလူတွေအေးတကယ်ပေါ်လာပြီးတော့အဲ့ဒီနိုင်ငံသားသားကိုအကိုတို့ဥပမာအဲ့မှာတရုတ်ပဲဖြစ်ဖြစ်ညိုရီးယားပဲဖြစ်ဖြစ်အကိုတို့အဲ့သူတို့ဘက်ကိုဘယ်လိုညွန်ကြားချင်းတယ်တဲ့လက်ရှိကတော့အမြန်ဆုံးပေါ့ကျွန်တော်တို့ကအခုပြဿနာကကျွန်တော်တို့ကသူစဖမ်းတဲ့အချိန်ကနေ အဲအခုချိန်ထိပေါ့နော်ကျွန်တော်တို့ဟိုစကန်မှာဆက်ပြီးတော့မှနေနေဆက်လုပ်တဲ့အချိန်ကနေအခုချိန်ထိလက်ပြမခေါ်သေးတာကလူ100ကျော်ရှိသေးတယ်လူ100ကျော်ရှိသေးတယ်လုံးလုံးမခေါ်တာက9နိုင်ငံရှိတယ်လုံးလုံးကြီးကိုလုံးလုံးကြီးကိုမခေါ်တာ9နိုင်ငံခေါ်ဖို့အခုချိန်ထိကြံနေတာ100ကျော်ရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ချိန်ထိမှာအဲလက်ရှိအခုလွှဲဖို့ကြံတာက1269ဦးရှိတယ်ဒါလွှဲဖို့ကြံနေတာပေါ့နော်ဒီကျွန်တော်ပေါ်ဒီကတော့ဆုံးခွေနေပါမှာ1100နော်ဟုတ်ကူတို့ ဆက်ဆက်ချင်းကလေးကဟိုမူလအစလေးကအခုချိန်ကြီးကိုလက်မခေါ်တာ100ကျော်ရှိတယ်။ဩတန်းတဲ့ပฏิบัติการครั้งแรกมีประมาณ100กว่าคนที่100กว่าคนยังไม่มารับเลยครับအဲ့ဒီမှာမအဲ့ဒီမှာမလုံးဝလက်မခေါ်တာကငားနိုင်တယ်။အခုလက်ရှိအချိန်နေထိမှာအခုလိုတောက်လျှောက်တောက်လျှောက်ဖမ်းနေတဲ့အချိန်နေထိမှာအခုလက်ရှိအချိန်နေထိမှာအခုလိုလက်ထဲမှာ1269ဦးကျန်နေတယ်။အဲစီးရီးယားလီယွန်ဘူရန်ဒီဟိုကူဟိုကူတူတူကူဒီနင်း อืมไอ้นี่งานနိုင်ငံတော့ဟာประเทศလုံးဝစားရောက်ကလေးကလုံးချန်နိုင်ငံတွေကတော့နိုင်ငံပေါင်း40အခုတော့ဟိုစားပါစားပြီးတော့ပြန်ပို့တော့မှာပေါ့ဗျာပို့နေတယ်ပို့တောက်လျှောက်လဲတောက်လျှောက်ပို့နေတာအခုဆက်ဆက်ကလေးကအခုချိန်ပြီးတော့တောက်လျှောက်ပို့နေတာမရက်သွားဘူးတောက်လျှောက်ပို့နေအခုကကိုတို့လွှဲပြောင်းပြီးတဲ့နိုင်ငံကလွှဲလွှဲပြောင်းပြီးတဲ့နိုင်ငံက73နိုင်ငံအခုလက်ရှိလွှဲဖို့ကြံတာ29နိုင်ငံအခုကအဲ့လိုမျိုးကသူတို့နိုင်ငံတွေသူတို့လူလာပြန်မြန်မြန်လာယူနေဆိုတော့ကိုတို့ ဟိုပိုကောင်းတာပေါ့ပိုကောင်းတာပေါ့ဒါဆိုတော့ဒီထဲမှာဥမာအိန္ဒိယလိုမျိုးတရုတ်နိုင်ငံလိုမျိုးအဖိလစ်ပင်းလိုမျိုးအဲ့လိုမျိုးဟိုအမြန်ဆုံးဟိုအဲ့လိုပေါ့ကိုယ်နိုင်ငံသားတွေအခေါ်တာခေါ်တာမြန်အမြန်ဆုံးနိုင်ငံတွေပေါ့နော်အဲ့အဲ့လိုမျိုးခေါ်ပေးနိုင်ရင်တော့ပိုအဆင်ပြေတာပေါ့ပိုအဆင်ပြေတာဒါဆိုတော့ဒီမှာဟိုမင်းမြန်မြန်မြန်ဖက်တော်မြန်မြန်ရှင်းသွားတာပေါ့နော်ဟုတ်အကူအဟိုဗမာပြည်ဆိုဆိုရပါဟိုဦးမြောင်လိုက်တော့ပါတော့ဟိုစပါ ဟိုစကန်မှာတိုက်ခိုက်ဖို့သူတို့နဲ့ကြီးညာထားတယ်မဟုတ်လားဟုတ်တယ်အခုလေလက်ရှိကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့လေဒီကိစ္စတွေရှိပါတော့ဟုတ်ကဲ့